ဲ့ဒူရီဒူမတွေအားလုံးပဲမင်္ဂလာပါနော်ဒီနေ့ဦးလေးရှင်းပြမယ့်အကြောင်းလေးကဘာလဲဆိုတော့လူ၄ယောက်မျိုးနော်လူ၄ယောက်ရဲ့အကြောင်းလူ၄မျိုး၄စားရှိတယ်တဲ့နော်တက်ကဘာလဲဆိုတော့ကလေး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 အသင်းသည်ယခုအခါကလေးဘဝလူကလည်းငယ်သေးအသိဉာဏ်ကလည်းကလေးစင်အေးမကြီးတဲ့နော်ပြဿနာမရှိပါတဲ့အချိန်ရှိသေးတဲ့နော် ကလေးကလည်းဖြစ်ပြန်သိညာလည်းကလေးအဲ့ဒါပြဿနာမရှိဘူးတဲ့နော်နောက်တစ်ယောက်ကတော့လူကြီးလူကြီးနောက်တစ်ယောက်ကျတော့လူကြီးလူကြီးအသင်သည်ယခုအခါလူကြီးဖြစ်လာပြီးသိညာလည်းတိုးဝါလာ၏ဥပမူနေထိုင်ပုံသည်လည်းလူကြီးတယောက်လူနေ၏တီကြီးဖြောင်းမတ်၏ဖရာတရားလုပ်ကိုလုပ်၏ကောင်းလာပါ၏လျောကံသိမြတ်လာပါ၏တဲ့ နော်လူကြီးလည်းအခုချိန်ကမှအသက်လည်းကြီးပြီလူကြီးလည်းဖြစ်လာပြီအဲဒီကမှလူကြီးလိုနေထိုင်ပြီးတော့နော်ပြုမှုနေထိုင်ပြီးတော့လူကြီးအတိတ်တရားနဲ့နော်ဖရာတရားတွေပဲလိုက်စားလို့နော်အဲ့လိုနေထိုင်တာလူကြီးလူကြီးလိုနေထိုင်တယ်လို့ခေါ်တယ်တဲ့နော်အဲ့ဒီလူကနော်နောက်တစ်ယောက်ကျတော့ကလေးလူကြီးနောက်တစ်ယောက်ကျတော့ကလေးလူကြီးတဲ့နော်ကလေးလူကြီးကဘယ်လိုလဲဆိုအတင်းသေးယခုကကလေးဘဝပဲရှိသေးနော် 36ပေါ့နော်သို့သောလူကြီးအသိဉာဏ်ကိုမြှောင်ကျူးသားဤဖရာတရားတန်ခါမိဘကိုလည်းတိတတ်ဤဖရာမမှန်ရှိခိုးခြင်းပရိစိတ်ခြင်းတမထအာထုတ်ခြင်းဝိပဿနာကိုတရားတွေကိုနာပြီးစိတ်ဝင်စားဤဖရာလက်ထက်ကခொနှစ်သားယဟန္တာဖြစ်သူများကဲ့သို့အထူးကောင်းမွန်ဤတဲ့နော်တော့ကလေးဆိုရင်မဲ့သူကသူ့ရဲ့အသိဉာဏ်ကပါရမီရင့်ကျက်တော့ လူကြီးလူနေတိုင်းပြီးတော့နော်ဖရာတရားအလုပ်တွေကိုလုပ်တယ်တဲ့အဲ့ဒါကလေးပြနေနော်15 16လောက်မှာနော်ကလေးဆိုပြနေသူကလူကြီးလူတဲ့နေထိုင်နေတဲ့နော်ဖရာတရားတွေလုပ်တယ်တဲ့နော်သူကအဲ့ဒါကလေးလူကြီးကလေးဆိုပြနေသူ့ရဲ့ကျင်းဆက်ကလူကြီးလူနေထိုင်နေတဲ့နော်နောက်တစ်ယောက်ကလူကြီးကလေးတဲ့နောက်တစ်ယောက်ကလူကြီးကလေးအတင်းဒီယခုကအသက်အရွယ်ကြီးလို့လူကြီးဖြစ်နေပြီး သို့သောအခမလက်ကလေးတွေလောက်တာအတုခိုးကလေးတွေနဲ့လိုက်လို့ကလေးအသိဉာဏ်လောက်ပဲရှိသေးသည်အကောင်းအဆိုးမဝေခွဲတတ်သဖြင့်တွေ့ဝေမှန်မဲမှုတွေပြုလို့ဤလုံးဝမကောင်းပါတဲ့ရှက်เสียလွန်ကောင်းဤတကယ်တော့ကြက်မပြည့်သူစိတ်မနှက်သူနဲ့သူနေစီကိုထူးခူးပြုပါလေတဲ့နော်အဲ့တော့နံပါတ်၄ကလူကြီးကလေးအတဲ့ရရောကြီးရင်မိဒါနဲ့ကလေးတွေလိုတော့ပေါ်တော်တော်ကြောင်တော်နေနေတယ်ဆိုရင်တဲ့ အဲ့လူဟာလူမျိုးသားလူကြီးကလေးလို့ခေါ်တယ်တဲ့နော်အဲ့ဒါလေးကိုရှင်းပြတော့ပါနော်အားလုံးကျေးဇူးတင်ပါတယ်တာရင်တာရင်တာရင်